အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောလိုက်ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆွမ်မောင်းအောင်တောင်းပေးလိုက်ရပါတယ်ဘောနော်အဲလက်ရှိမှာလာကျွန်တော်တို့ Champion League ဒါကျွန်တော်တို့ညတွေရတာဒုတိယမြောင်ညလူပြောလို့ရမယ်အဲဒါကျွန်တော်တို့ပွဲစဉ်တွေကိုတော့ဒါကျွန်တော်အနေနဲ့တင်ဆက်ပေးချင်တာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Premier League အသင်း3တင်းထပ်ပြီးတော့ဒါကျွန်တော်တို့ကံမှုရှိပြီးတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တွေလည်းရှိတယ်ဥပမာဒါကျွန်တော် Real Madrid နဲ့ Juventus တို့ရဲ့ပွဲစဉ်ပုံစံမျိုးကိုလည်းလက်ရှိမှာဒါကျွန်တော်တို့ကံသွားရဖို့ရှိတယ်ဘောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော် 7th night ပေါ့ကျွန်တော်ဒါ 7th night ပေါ့ကျွန်တော်ဆီမှာ 7th night 55ပေါ့နော်ဒါကျွန်တော် ಸತ್ಯ တနအိုက်ဝင်းနှုတ်ရင်1715ပေါ့နော်ဒါကျွန်တော်1715မော်ဒယ်ကျွန်တော်တို့အဲပွဲနှစ်ပွဲရှိမယ်အဲ့ဒီပွဲစဉ်ကသိပ်ပြီးတော့စိတ်ဝင်စားဖို့မကောင်းဘူးဘီဘောင်နဲ့ဒါကာရာဘိုက်နဲ့ရှိတယ်ကလာတာဆာရီနဲ့ဘူဒူးနဲ့ဂလင်ပွဲစဉ်ရှိတယ်ပေါ့နော်ဒါလက်ရှိမှာဒါကျွန်တော်တို့မြန်မာဆန်တော်ချင်းတနအိုက်ဝဲစဉ်ပွဲစဉ်မှာတော့ဒါကျွန်တော်တို့ဘိုင်ယန်မြူနစ်ပွဲနဲ့ရှိမယ်ဒါချက်ဆီနဲ့ IS ပွဲရှိမယ်ဖရန့်ဖတ်ရဲ့အင်ဂူမာလီဗာပူးသွားကဲမယ်မူနာကိုရဲ့အင်ဂူမာတော့တန်ဟော့စပယ်သွားရမယ်ပြီးတော့ဒါကျွန်တော်တကယ်ကိုပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်မယ်ရီယယ်မက်ထရီနဲ့ယူဗန်တက်စ်နဲ့တွေ့မှာပေါ့နော်အဲ့တော့လက်ရှိအခြေအနေတွေကဒါကျွန်တော်ပထမဆုံးပွဲစဉ်ကိုတော့ဒါကျွန်တော်တို့ချက်ဆီပွဲကြောင့် ောင်းနည်းနည်းပြောချက်စီးတဲ့နှစ်ခုလက်ရှိမှာ form ရတော်တော်လေးကိုကောင်းနေတော့တွေ့ရမယ် Ansbury's ကလက်ထက်မှာဒီလက်ရှိ run ကတော်တော်လေးကိုအားရစရာကောင်းတဲ့ run တစ်ခုဖြစ်နေပြီးတော့ IS လို့သိမျိုးတွေ့ရမယ်အမှန်တိုင်းပြောမှာဆိုလက်ရှိမှာ IS နဲ့ကျွန်တော်နဲ့တိတ်ပြီးမရင်းနေတာကြာပြီ IS နဲ့အရင်တော့ကပုံစံမျိုးနဲ့မတူဘဲအခုလက်ရှိဒီနောက်ပိုင်းနှစ်တွေမှာဒါကျွန်တော်တိတ်ပြီးပြောစရာမရှိတဲ့ဒါကျွန်တော်အသင်းသင်းဖြစ်လာခဲ့တယ်အရင်တော့ IS ဆိုတာကျွန်တော်လက်ရှိမှာတော်တော်လေးဟိုဒါ ဥရောပမှာလည်းကြောက်စရာကောင်းတယ်သူတို့ရဲ့ဘီရင်းလီမှာလည်းဒါမဆိုးဘူးဆိုတဲ့ခြေစွမ်းတွေကို IS အသင်အမြဲတမ်းပြခဲ့တယ်ပေါ့နော်လက်ရှိမှာတော့ပူပူလောလောခြေစွမ်းမှာလည်း IS ခြေစွမ်းကိုယ်တိုင်ကတော်တော်လေးကိုစိတ်ပျက်စရာဖြစ်နေခဲ့ပြီးတော့နောက်ဆုံး၅ပွဲမှာဒါ IS အနေနဲ့၂ပွဲ၂ပွဲရှုံးတာ၂ပွဲသေပြီးတော့တပွဲတည်းသာနိုင်ထားတဲ့ရလဒ်တစ်ခု IS ပိုင်ဆိုင်ထားခဲ့တယ်အဲ့တော့ပင်းတင်ကချော်စီအသင်းကလက်ရှိမှာခြေစွမ်းရကြည့်မယ်ဆိုတော့ IS တပ်ပို့ပြီးအများကြီးအများကြီးတားတယ်လက်ရှိမှာဒါကျွန်တော်ဘီရင်းလီမှာလည်း IS အနေနဲ့ခြေစွမ်းကတော်တော်လေးကိုအဆင်ပြေတဲ့မှာပါတယ်ပေါ့နော်လက်ရှိမှာဂျာအိုပါတိုရဲ့အနီတွဲရောက်ဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးလွှဲချော်မယ်ဒါတိုက်စစ်ပိုင်းမှာအား နိုင်မှုဖြစ်မယ်။ Enzo Fernandez ကဒီနေ့ပွဲစဉ်မှာလွဲချော်ဖို့တွေရခိုင်နှုန်းနည်းနည်းလေးရှိတယ်ဆိုပြီးနီးပြားကတရားဝင် debut ထားခဲ့တာကိုတွေ့ရမယ်။ပြီးတော့ဒါကျွန်တော်ဗီဒီယာဆိုင်လွဲချော်မယ်၊ Liverpool ပဲလွဲချော်မယ်၊ Copa Maradona ကျွန်တော်ဟိုနေ့ကပြောခဲ့တဲ့6ပတ်တည်းလွဲချော်မယ်အတွက်ဆက်လက်ပြီးလွဲချော်မှာဖြစ်တယ်။အာဆူဂိုလွဲချော်မယ်ဒါကျွန်တော် Lab လွဲချော်မယ်။တစ်ဖက်သင်းကလက်ရှိမှာဒါကျွန်တော်အိုး Casper Dube ကဒီပင်ရောက်နေတာပဲ။ Casper Dube ကကျွန်တော်ဒါအရင်ကဒါ Football Manager ဆော့ဖို့လို့သိလိမ့်မယ်။ဒါ Casper Dube ကဒါကျွန်တော်တစ်ချိန်ကဒါကျွန်တော် FIFA တို့ဘာလို့မှကျွန်တော်ဒါ ဖျော်မှု winning 11ဘောင်ဒိုဘက်ကအရင်တော့တော်တော်လေး potential မြင့်တဲ့ chart ဖြစ်တယ်အဲ့တော့ Casper Dumas ကလက်ရှိမှာဒါကျွန်တော်တို့အစာအိမ်ယောဂါကြောင့်ဒီနေ့ပုံစံကိုလွှဲဆောင်လို့သိရတယ် Fanta Bumme မပါဘူးလို့သိရတယ် Steven Bagwas မပါဘူးလို့သိရတယ်ဘောနော်အဲ့လက်ရှိမှာ Steven Bagwas မပါတာကတော့ဒါ IS ရဲ့ဒါထုနှက်မှုကြီးမှမလို့မြင်တယ်အရင်တော့ကလို့ဟုတ်ရင်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ IS ရဲ့လက်ရှိနီးပြကတော့ Liverpool ရဲ့တစ်ချိန်ကဒါကျွန်တော်တို့ Liverpool တစ်ချိန်ကမဟုတ် Liverpool ရဲ့ဒါကျွန်တော်လက်ထောက်နီးပြဖြစ်ခဲ့မှုတဲ့ Heidinger ကအခုလက်ရှိမှာ IS ရဲ့နီးပြဖြစ်နေတယ်အဲ့လက်ရှိဒါကျွန်တော် IS ရဲ့ခြေစွမ်းတွေကတိတ်ပြီး IS ကမရှိဘူးအဲ့တော့ Chelsea ရဲ့ ဒီနေ့ပွဲစံဘာကြီးလုပ်သွားမလဲချက်စီတင်ကဒီနေ့ပွဲစံမှာဒါကျွန်တော်တို့အနေနဲ့တီဗီအရဆိုရင်တော့ချက်စီတင်ကဒီနေ့ပွဲစံနိုင်မယ်ဆိုရင်တော့တော်တော်လေးကူဒါ အားရစရာဖြစ်သွားနိုင်တဲ့အတင်းတင်းကျွန်တော်နည်းမြင်ပြီးတော့လက်ရှိမှာဒါကျွန်တော်ချက်စီးသေးတယ်ဒီနေ့ပွဲစဉ်နိုင်ခဲ့မယ်ဆိုတော့ total 6မှတ်နဲ့အတူဒါကျွန်တော်လက်ရှိဒါ1 2 4တဲ့1 2 8တဲ့ကိုဝင်ဖို့ကတော့ခက်ခဲမယ်ဆိုတာမှန်ပေမဲ့တကယ်တမ်းဒါကျွန်တော်ဟိုအဲ့ပေါ့ qualifying stage တဲ့ကိုဝင်သွားမှာဖြစ်တယ်အဲ့ပြောချင်တာချက်စီးသေးတယ်ခုလက်ရှိမှာ9 9ထိုက်တဲ့ပွဲစဉ်ကဒီပွဲဖြစ်ပြီးတော့အရန်ကြီးတော့လူစားအလဲမှုအပြောင်းအလဲတော့လုတ်တဲ့နေထားမှာမရှိသေးလို့မြင်ဒါပေမဲ့ဒါရှိမှာဒါကျွန်တော်တချို့သောကစားသမားတွေကို Chelsea နာဂွင် ပြုတ်တင်သေးတယ်လို့ကျွန်တော်အနေနဲ့ပုံကိုရအမြင်တယ်သူ့မဲ့တော့ညာလေဒီနေ့ပွဲစဉ်မှာ Chelsea အသင်းတို့တော့အရန်ကြီးခက်ခဲမဲ့နေထားမှာမရှိဘူး စီးသင်းရဲ့ခုလက်ရှိမှာကောင်းမွန်တဲ့ form တစ်ခုဆက်လက်ပြီးကောင်းမွန်ထိန်းသွားဖို့ရည်ကြီးတယ်ချက်စီးသင်းကလက်ရှိမှာဒါကျွန်တော်အိမ်ဝင်ဆွဲရင်းမှာတော့ဒါကျွန်တော်တို့သိကြတယ်မဲ့ Brighton တင်းကိုရှုံးခဲ့ပြီးတော့ပမာအိမ်ဝင်မှာတော်တော်လေးမဆိုးလို့ပြောလိုက်ရတယ်လီဗာပူးလိုအသင်းမျိုးကို2-1နဲ့နိုင်ထားတယ် Benfica 1-0နဲ့နိုင်ထားခဲ့တယ်အဲ့တော့ချက်စီးသင်းရဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာတော့ IS ကိုအသာစီးရအောင်ဆော့သွားနိုင်မယ်လို့ကျွန်တော်ရဲ့ပုံကိုရေးရမှာကျွန်တော်ကတော့မြင်မိတယ်နောက်ပွဲလာလက်ရှိမှာဒါကျွန်တော်ရလက်ပိုင်းကတော်တော်လေးကိုအားနေနေတယ်လီဗာပူးလီဗာပူးသင်းရဲ့လက်ရှိမှာဒါကျွန်တော်တို့ဒေါက်ရှောက်ရှုံးပွဲတွေဆက်နေပြီးဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာဒါကျွန်တော်တို့ လေးဘွဲ့တိတိရှုံးနေထားခဲ့တော့တွေ့ရမယ်ဆောက်တဲ့တဲ့နဲ့ဒါကျွန်တော်လက်ရှိပြန်ကြည့်မယ်ဆိုရင်တို့အနေနဲ့ဒါကာရာဘောက်ပွဲစဉ်ကလွေးရင်တော့ကျန်တဲ့ပွဲစဉ်ဒေါက်ရှော့လေးဘုတ်ရှုံးထားခဲ့တယ်တဘုတ်ရှုံးတဲ့ပွဲစဉ်မှာနှစ်ကူးနဲ့အထက်ပေးခဲ့တာသုံးဘွဲ့တိတိရှိခဲ့ရပြီးတော့လက်ရှိမှာကလတာဆာရီနဲ့ပွဲစဉ်တုန်းကလည်းနှစ်ကူးနဲ့အဖက်ပေးရဖို့ပဲဒါကန်ကောင်းသွားရကြောင်မသိရအဲ့ခရစ်စတယ်ပဲလစ်ပွဲစဉ်ရှုံးခဲ့ပြီးတဲ့နောက်ပိုင်းမှာပြန်ကြည့်မယ်ဆိုရင်တော့လစ်ဘပူးအသင်းကဒါကျွန်တော်တော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းနေခဲ့တယ်ဒါပေမဲ့တစ်ဖက်ကအိုက်ထရန်ဖန်ဖက်ကလည်းနေသားငါလာပါပဲအဲ့အိုက်ထရန်ဖန်ဖက်နှစ်ကူးလက်ရှိမှာဒါကျွန်တော်ဂိုးပြတ်တိကြီးပဲဒေါက်ရှော့ရှုံးနေတာကိုတွေ့ရမယ်ဒါယူနီယံဘာလင်ကို4-3နဲ့ရှုံးနေ ယ်ဒါကျွန်တော်တို့အိုက်ထရာဖက်ဘက်နဲ့အက်တလက်တီကိုမက်တူကို၅ခုတခုနဲ့ရှုံးတယ်ဖိုင်မြူးနဲ့တင်းကိုလည်း3-0နဲ့ရှုံးတယ်ပြီးတော့ဒါဖရိုက်ဖက်ကိုတော့2-2ဆိုရရတဲ့တွေ့ကြအော်မိုချက်ကလာဘက်ကိုတော့ကျွန်တော်တို့6-4ဆိုတဲ့ရလက်ဆိုတဲ့ပုံစံမျိုးရှိတာမှန်ပေမဲ့တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ movement တွေမှာတော့ဒါကျွန်တော်တို့အဲအိုက်ထရာဖက်ဘက်ကိုဒီနေ့ပွဲစဉ်မှာအနိုင်ယူဖို့တဲ့ဒါလီဗာပူးတင်ကြိုးစားသွားနိုင်မယ်လို့မြင်တယ်လီဗာပူးတင်ကဒီနေ့ပွဲစဉ်ကအဝေးကွင်းစွန့်ရီပြတ်သားမှာဖြစ်တဲ့ကြောင့်လက်ရှိအနေအထားကသိပြီးမလွယ်ဘူးလီဗာပူးရဲ့နောက်ဆုံးအတာအဝေးကွင်းစွန့်ရီ၃ပွဲမှာ၃ပွဲလုံးရှုံးထားတယ်ခရစ်စတယ်ပဲလစ်ရဲ့အိမ်ကွင်းမှာလည်းရှုံးထားတယ်ဂလာတာဆာရီရဲ့အိမ်ကွင်း င်ကွက်မှာလည်းရှုံထားတယ်ချယ်ဆီရဲ့အိမ်ကွက်မှာလည်းရှုံထားတယ်ရှုံနေမှုတွေများစွာနှိပ်စက်နေတယ်ဒါကျွန်တော်တို့တော့ကမိတော်များမှုဘူးเนาะအဲ့တော့ရှုံနေမှုတွေများစွာနှိပ်စက်နေတယ်အာဒီစလို့ရဲ့အသင်းက Frankfurt ရဲ့ဒါကျွန်တော်လက်ရှိခြေစွမ်းတွေကြာနေတဲ့အဥ္ဇာကိုအခွင့်ကောင်းယူပြီးတော့အကောင်းဆုံးပြန်လာဖို့အတွက်စူးစမ်းရမယ်ပွဲတော်ပွဲလို့မြင်တယ်ဒီနေ့ပွဲစဉ်မှာလက်ရှိမှာဒါကျွန်တော်တို့ဂိုးပေါက်တွေပြောက်ဆုံးနေတဲ့တိုက်ဆက်ပိုင်းကတော့အဓိကအသက်ဝင်မှုလို့တယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့အတွက် personally ပြောမှာကျွန်တော်ဒီနေ့ပွဲစဉ်မှာဆာလာကိုခဏလောက်တော့ပေးနာခြင်းတွေမှာပါတယ်ဆာလာနဲ့အခုလက်ရှိမှာဒါကျွန်တော်ပြောရမယ်ဆာလာမတော့နဲ့ပြီတော့မှာတုံးကြည့်ပေါ့ဗျာကျွန်တော်ပြောဟုတ်တယ်မှာကျွန်တော်ပြောတုံးကြည့်ပေါ့ never try never know ဟုတ်တယ်မှာကျွန်တော်အလက်ဆန်ဒါအန်နိုဘေးကထွက်လာတယ်ရောဘတ်ဆန်ဘေးကထွက်လာတယ်ကျွန်တော်တို့ကမသုံးကြည့်ခင်ဗျဘဒူးမဘယ်နေရာကထွက်မလဲဘဒူးမတိတာမှမဟုတ်တာကျွန်တော်တို့သုံးကြည့်စမ်းမှာကျွန်တော်တို့ဆာလာခုလက်ရှိမှာဒါကျွန်တော်ပွဲတိုင်းဆော်တယ်မိနစ်90တိုင်းပွဲတိုင်းလူလူဆော်လာတယ်သူ့အသက်ရွယ်နဲ့သူ့ရဲ့ခြေစွမ်းနဲ့ဘလူးမဆမပြောအာနီနေတဲ့ဒီနေ့ပွဲစုံမှာဒါခေါင်းရဲမမာပဲနဲ့ရီယိုတို့ဘာလို့နေရာပေးတယ် maybe ဒီနေ့ပွဲစုံမှာကျွန်တော်အတွက်ပြောရမယ်ဆိုရင်ကိုရီဂက်ကိုဆက်ထားကိစ္စမရှိဘူး right wing နေရာမှာ maybe ခေးစာကိုကျွန်တော်သုံးကြည့်မလားခေးစာတဂက်ကိုအီဂီဒီဂီဖလော်ရီယန်ရစ်ဆိုတဲ့အတွဲလုံးကိုကျွန်တော်တွေးကြည့်မလားဒီနေ့ပွဲစုံမှာဒါလည်းရှိမှာကွင်းလယ်ပိုင်းကိုဘ ါတီကိုပြောင်းလဲလို့မယ်။တချို့ပါလီဗာပူးတင်းနဲ့ဒိုင်ယာရလူစင်မောအန်တိုရှိမယ်။အလစန်ဘက်ကရှိမယ်။ဂျီယိုဗာနီလီယိုနီရှိမယ်။တစ်ဖက်ကတော့ကျွန်တော်ဝိုင်လန်ရှိမယ်။ဘိုင်ယုံရှိမယ်ဆိုတဲ့ကစားသမား၂ယောက်ရှိ။အဲ့တော့ဒါတစ်ဖက်ကဘရန်ဖက်ကလည်းတနာဖို့ကောင်းပါသူတို့နေတဲ့သူတို့ရဲ့အဓိကကစားသမားတွေရောင်းချပြီးနောက်မှာတိုက်စစ်ပိုင်းကတော့တို့လေးကိုခြာသွားခဲ့တာကိုတွေ့ရမယ်။သူတို့ရဲ့သူတို့ရဲ့အဓိကတိုက်စစ်မှုတွေဖြစ်တဲ့တာကျွန်တော်တို့ ဘောကျွန်တော်ဒါဥမမာမွတ်ရှယ်ဒါကျွန်တော် Hugo Ekitiki အဲ့တော့ okay Hugo Ekitiki ကသူ့ရဲ့အသင်းဟောင်းနဲ့ပြန်လဲပြီးတွေ့မဲ့ပွဲစဉ်တစ်ပွဲပေါ့နော်အဲ့တော့လက်ရှိမှာဒီဒီဂျားရက်ဒီတဲ့မို့ဒီဂျားတွေတဲ့မှာဒါ Frankfurt မှာနာမည်ကြီးဆုံးကစားသမားနေသနီရဲ့ Brown ပေါ့နော်သူရဲ့ဒါတောင်မန်ကစားသမား Nathaniel Brown လက်ရှိမှာနာမည်ကြီးနေတယ်ဒါပေမဲ့လက်ရှိမှာပြန်ကြည့်မယ်ဆိုရင်တော့ Frankfurt အနေနဲ့ Liverpool ကိုနိုင်ဖို့တော့ခက်ခဲမယ်လို့မြင်ဒါပေမဲ့ Liverpool တင်းနဲ့ဒီနေ့ပွဲစဉ်မှာတော့အတက်နိုင်ဆုံးဒါကျွန်တော်လုတ်ပြဖို့လုတ်တင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်ဒါကျွန်တော်နောက်ထပ်ပွဲတစ်ပွဲပြောသွားမှာကျွန်တော်ရဲ့အသင်းဖြစ်တဲ့ Tottenham Hotspur gospel အသင်းပေါ့တော်တော်ဟောစပါအသင်းကြောင့်ပြောရမယ်ဆိုလက်ရှိဒီနေ့ပွဲစမှာကျွန်တော်နေအရန်ကြီးတော့မျှော်လင့်ချက်မကြည့်ဘူးစပါအသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ထုံးဝန်တိုင်းချန်ပီယံလိမှာဒါကျွန်တော်တို့၄မှတ်တိတိရထားခဲ့ပြီဖြစ်တယ်အကဲချန်ပီယံလိမှာ၃ပွဲဆက်စပါအသင်းနဲ့ရှုံးပွဲမရှိခဲ့ဘူးဆိုရင်တော့ Thomas Frank တော်တော်ဟောစပါအသင်းရဲ့ပထမဦးဆုံးဒီပြတစ်ယောက်နဲ့ဒါချန်ပီယံလိ၃ပွဲဆက်ဒါကျွန်တော်ရှုံးပွဲမရှိစံချိန်ကိုတင်ထားနိုင်မယ်ဒီပြတစ်ယောက်ဖြစ်လာခဲ့တယ်လက်ရှိမှာ Thomas Frank နေတဲ့လက်ရှိပရိသတ်တော်များရဲ့ဝေကပြန်မှုကိုများနေတယ်ဘာလို့သူ့ရဲ့ပွဲပြီးမှာဒါကျွန်တော်တို့စပါနဲ့ Aston Villa ပွဲပြီးမှာသူပြောသွားခဲ့တဲ့စကားက Aston Villa ကအသင်းကောင်းတစ်ကောင်းဖြစ်ပြီးဒါတော်တော်ဟောစပါအသင်းနဲ့ Aston ်ဗီလာနဲ့ရှင်ပြီးဆော့နိုင်တာဂုံယူစရာဖြစ်တယ်ဆိုတဲ့စကားကိုသူ့နဲ့တုံးသွားတဲ့အကြောင်းလို့ပရိသတ်တွေတော်တော်များများကသောမက်ဆရန်ကိုစိတ်ဆိုးနေတယ်။ဒီနေ့မှာကျွန်တော်တို့ဒါသိပြီးစိတ်ဆိုးစရာတော့မရှိလို့မြင်တယ်။သူရဲ့သူရဲ့အမြင်သူရဲ့တွေ့တွေ့ဟုတ်တယ်အခုလက်ရှိမှာဒါနီးပြားကအသင်းကြီးမှာမလို့အသင်းကြီးပုံစံမျိုးမြင်တယ်မြင်တဲ့နဲ့ဆိုတာမှန်ပေမဲ့စပါးအသင်းကောင်လက်ရှိမှာဒါကျွန်တော်တို့တကယ်တည်းပြကြည့်မယ်ချယ်လ်စီလီဗာပူးအာစနယ်ဒါကျွန်တော်တို့မန်ချက်စတာ ကျွန်တော် United ထားပါအောင်ဒါကျွန်တော်လက်ရှိမှာကျွန်တော် Chelsea Arsenal Liverpool ဒါကျွန်တော်တို့ City တို့လို့သင်ပြနေနေလားငါလားဟေးဆိုတဲ့ဥစ္စာမျိုး level မှာသွားရှိနေလားမရှိနေဘူးလို့ပြောလို့ရတယ်ပေါ့ဒါပေမဲ့ခုနက United တို့လက်ရှိမှာဒီလက်ရှိကန်နေတဲ့ပုံစံမျိုးက United လို့တော့ money spam လို့နေမှာကျွန်တော်တို့ United level ကိုမှန်းလို့မရသေးတဲ့အနေအထားမှာရှိတယ်ပြောချင်တာပြရှင်းရှင်းလေးပြည်သက်တွေနဲ့စိတ်ဆိုးမယ်ဆိုရင်လက်ရှိမှာ Daniel Levy နဲ့အရင်တော့ကဒါကျွန်တော်လုတ်ခဲ့တဲ့ပိုင်ရှင်တွေအပြစ်ပြက်ကိုလုတ်အောင်အခုမှဒါပိုင်ရှင်တွေကပြန်ထကောင်းလာလို့ဒါတိတ်ပြီးတိတ်ပြီးမပြောတဲ့ကိစ္စတွေဖြစ်တယ်ပေါ့နော်အဲ့တော့ထားပါလက်ရှိမှာဒါ Monaco ဘက်ကိုပြန်ကြည့်အောင် Monaco ကလက်ရှိမှာဒါကျွန်တော် City အသင်းကိုဒါသူတို့ရဲ့နောက်ဆုံး Champions League ပွဲစဉ်မှာတည်ရေးကြောင်းအောင်ဆောင်းနိုင်ခဲ့တယ်ဒါပေမဲ့ လက်ရှိစီးတီးသင်းကိုဆော့နိုင်ခဲ့မယ်မွန်နာကိုကိုနိုင်ငံနောက်ဆုံးပြိုင်ပွဲစုံ၄ပွဲမှာ၄ပွဲလုံးနိုင်ပွဲပြောက်ထားတယ်၃ပွဲတည်ရချထားခဲ့တဲ့၃ပွဲရှုံးနဲ့၃ပွဲသာနိုင်ထားခဲ့တော့တွေ့ရမယ်တော်တော်ဟော့စပါသင်းကနောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာ၂ပွဲနိုင်၂ပွဲတည်၃ပွဲရှုံးဆိုတဲ့ရလနဲ့အက်စတန်ဗီလာသင်းကိုအိမ်ဝင်းမှာရှုံးခဲ့ခဲ့တော့တွေ့ရမယ်စပါသင်းပရိသတ်တယောက်နဲ့လက်ရှိမှာကျွန်တော်တို့ရဲ့ပါစနယ်အပြုတ်ပြောရမယ်ဆိုရင်တော့လက်ရှိအခြေအနေအရလက်ရှိတွားနေတဲ့ပုံစံကျွန်တော်အဝေးကွင်းကိုမကြောက်ဘူးအိမ်ဝင်းမှာပဲကျွန်တော်တို့အရင် comfortable ဖြစ်တယ်လို့မြင်တယ်အခုလက်ရှိမှာစပါသင်းရဲ့ကျွန်တော်တို့အိမ်ဝင်းစွန့်ရတဲ့ဆန်အဝေးကွင်းစွန့်ရုံကျွန်တော်ပူယုံနေဒီနေ့ပွဲစဉ်မှာကျွန်တော်အနေနဲ့မူနာကိုကို တခုခုများလုပ်ပြန်ဒီနေ့ပုံစံမှာစပါတင်တာဒါသုံးမှတ်ရခဲ့မယ်ဆိုရင်တော့နောက်တစ်ဆင့်တက်ဖို့တော်တော်လေးကိုအချိန်ကြီးကောင်းတော့မှဖြစ်တဲ့ကြောင့် Thomas Frank နေဒီနေ့ပုံစံမှာကစားသမားတွေကိုယုံခိုင်းမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။စပါရဲ့အသင်းရဲ့လက်ရှိဒန်လူစင်ကထုံးဝနိုင်မနစ်ကလူပဲ10ယောက်ကြိုသွားခဲ့ပြီဖြစ်တယ်လို့သိရတယ်။စပါတင်ရဲ့အဓိကခံစားမှုဖြစ်တဲ့ Christian Romero ကဒီနေ့ပုံစံမှာဆက်လက်ပြီးလွှဲချော်မှာဖြစ်ပြီးတော့ Destiny Udogie ကလည်းဆက်လက်ပြီးလွှဲချော်မှာဖြစ်တယ်လို့သိရတယ်။အဲစပါတင်နဲ့ဒါကျွန်တော်တို့ရှေ့ပွဲကတုံးခဲ့တဲ့ခံစားမှုတွေကိုပဲဆက်လက်ပြီးတုံးသွားဖို့ရှိတယ်။ဒါလက်ရှိမှာဒါကျွန်တော်တို့ Hospital တိုင်းစပါတင်ရဲ့တိုက်စစ်မှုဖြစ်တဲ့ Matthias Tech ကဒီနေ့ပုံစံမှာပါဝင်မှုတွေရကန်အောင်နေတယ်။အဲ့တော့ Tottenham ဟော့စပါတဲ့လက်ရှိတန်းလူစင်ကတိုတယ်17ယောက်တတီဖြစ်သွားခဲ့ပြီဖြစ်တယ်မနစ်ကလူပါပဲ export တက်ကော်ကလူကြောင့်မှုပဲနဲ့ကစားသမားတွေရဲ့လက်ရှိတော့ကျွန်တော်တို့အဲ ဆေးပိုင်းဆိုင်ရာရအားနည်းမှုကလည်းတော်တော်လေးကိုအတာအလုံးဝအတာအလုံးရင်းနဲ့ပေါ်လာခဲ့တဲ့အနေထားမှာရှိရလို့ပဲကျွန်တော်အနေနဲ့မြင်တယ်ဗောနော်အဲ့တော့ Real Madrid နဲ့ Juventus တောင်းနည်းပြော Juventus Madrid နဲ့လက်ရှိတော့ကျွန်တော်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဒါကြောင့် Atletico Madrid ကိုရှုံးထားတဲ့ပွဲစဉ်ကလွင်ပွဲတိုင်းလူလူနိုင်တာကြီးတော့တွေ့ရပါတယ်ဒါပေမဲ့ဒီနောက်ပိုင်းပွဲစဉ်မှာကြည့်အောင်ဒါ Atletico Madrid နဲ့ပွဲစဉ်ကလွင် Real Madrid ရဲ့ cancel ဘိုင်းကစားပြီးအလွန်ဆိုးရွားလာပြီးတဲ့နောက်မှာတော်တော်လေးကိုချီးကျူးစရာပြောင်းလာခဲ့တယ်တစ်ဖက်က Juventus ကလက်ရှိမှာနီးပြတွေပြောင်းထားခဲ့မဲ့ရလက်ပိုင်းကတော်တော်လေးကိုဆိုးရွားနေစေဖြစ်တယ်သူတို့နေတာကျွန်တော်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ Juventus က၄ပွဲတည်ကြပြီးတပွဲတော့ ရှုံးလာခဲ့တယ်ကိုမိုကရာဆက်စ်ဖာဘရီကတ်ရဲ့အသင်းကိုတော့ရှုံးအဲ့တော့လက်ရှိဒါကျွန်တော်တို့နီးပြဖြစ်နေတာကျွန်တော်တို့ ။ဤကောတူတော်ကိုလည်းလက်ရှိမှာဒါအဲပြုတ်ဖို့အတွက်ရာဂိုင်တို့နေများနေဆိုတဲ့တရင်ထွက်လာခဲ့တယ်။ဇာဘီလွန်ဆိုးကလက်ရှိမှာသူ့ရဲ့အသင်းကိုသူကအမြဲတမ်း modify လုပ်နေတယ်။ဇာဘီလွန်ဆိုးရဲ့အသာချက်တစ်ခုကသူ့အသင်း Atletico Madrid နဲ့ရှုံးသွားပြီးတဲ့မှာသူ့အသင်းကိုသူအကောင်းဆုံးပြန်ပြီးပြုပင်ဖို့ကြိုးစားနေတယ်။ပြီးလက်ရှိမှာဒါအမှန်တမ်းပြောမစရင်ဒါကျွန်တော်တို့အဒါလေ real madrid အင်းနဲ့ cancel ပိုင်းရတာကျွန်တော် defensive ပိုင်းရဒယာရီရတဲ့ကစားသမားတွေအဲ့လောက်ဒီအားရရမရှိဘူးဆိုပေမဲ့အသင်းက cancel ပိုင်းရကောင်းနေစေဖြစ်တယ်ဒါပေမဲ့ဒီနှစ်မှာတော့ကျွန်တော်တို့ဝယ်ယူထားတဲ့ကစားသမားတွေမှာ Alvaro Fernandez ရဲ့ကစားပေါက်တွေကတော်တော်လေးကိုကောင်းတယ်လို့ကျွန်တော်ရေပုံပုံကိုရမယ်အဲ့တော့ ဒီနေ့မှာတကယ်ကိုထိုးထွက်တဲ့နောက်တစ်ယောက်ကတော့အမ်ပါပေးပါတယ်။ကင်လီယန်အမ်ပါပေးရဲ့လက်ရှိဒါကျွန်တော်တို့ခြေစွမ်းကတကယ်ကိုချီးကျူးစရာဖြစ်တယ်။တစ်ဖက်ကတော့ကျွန်တော်လက်ရှိ Juventus ကဒီနေ့မှာလူတွေကိုခေါ်ယူခဲ့ပေမဲ့တကယ်တမ်းနင်းသားငါလာဟိဆိုရင်တော့ Yedis ရောက်ကလွယ်နေ performance ဘိုင်းဆိုင်ရာမှာအများကြီးဒါသိပ်ပြီးချီးကျူးစရာမရှိဘူးလို့ပြောရင်လည်းကျွန်တော်ကိုတော့ကုန်ပြပါအောင်။အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ဘယ်အသင်းတွေဘလို့ဒါအသာစီးရရှိသွားမလဲချက်တော့ကြည့်ရမယ်။လောက်ပါပဲ။ Follow mode ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4 တို့မှာအချင်းလူစပေါင်းကူညီလို့ရပါတယ်။မြန်မာလက်ကလပ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာအမြင်နဲ့ဖြစ်ပါတယ်။အားလုံးကြိုတူပါနဲ့။ ်ကောင်းမွန်ပေါ့နေလေးတနေ့ဖြစ်ပါစေစုမုံကောင်းတောင်းပြီးနေပြီကျွန်တော်တို့နောက်မှအေးစစ်စစ်တွေ့ကြရပေါ့အားလုံးကြွတူမရဲကျွန်တော်ကွန်ပျူတာပေါ့ဒေးပါဗျာ